မင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါရယ်ဖျားရှင်ရဲ့ဂျေဇရော်ကိုချီးမွမ်းပါရယ်ဂျေဇရော်ကြောင့်2025ခုနှစ်ဂျွန်လ18ရက်နေ့သို့ရောက်ရှိလာပါပြီပူဆောင်တော်မူသောဖျားရှင်ကိုကျေးဇူးတင်ပါရယ်နေ့ရက်စတိုင်းကြည့်ရှုသူအားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေစွတ်တောင်းကြပါစို့အဖဖျားရှင်ဂျေဇူးတင်ပါရယ်နှုတ်ကပတ်တော်အဖြစ်တိဆောက်ဆရာဖြစ်စီပါနတ်နည်းတဲ့တမန်တရားသည်အားလုံးရဲ့နှလုံးသားမှာအမြင့်ဆွဲစီပါအခုကျွန်တော်ပြောခြင်းထက်ကိုရောပြောခြင်းသာဖြစ်စီပါ သခင်ယေရှုနာမအားဖြင့်ဆုတောင်းလျက်ဝေငှပါလေဖေဟာအာမင်ဖျားရှင်ရဲ့ခြေစတော်ကိုချီးမွမ်းပါလေကျွန်တော်ဒီကနေ့ခေါင်းစဉ်အသက်တစ်ခုနားထောင်ပါဖြစ်တယ်အဲ့ဒီခေါင်းစဉ်ကတော့ဓမ္မောင်းချမ်းတွင်တွေ့ရသော အရေးကြီးသည့်နေရာ12ခုအော်ကျွန်တော်ဒီမှာဒီဓမ္မောင်းချမ်းကဘာဘူးကနေပြီးတော့ဒီမာလခိထိကျွန်တော်ဒီ39ချမ်းရှိပါတယ် အဲဓမ္မတိကတော့မတ်သေးကနေဗျာဒိဋ္ဌိ28ကျမ်းရှိပါတယ်။အပေါင်းလိုက်ရင်66ကျမ်းရှိတယ်။အခုကျွန်တော်လေ့လာမှာဒီဓမ္မောင်းကျမ်39ကျမ်းထဲမှာတွေ့ရတဲ့သိအရေးကြီးတဲ့နေရာ12ခုကိုကျွန်တော်နားထောင်မှာဖြစ်တယ်။အဲ့တော့သင်ကဒီနှုတ်ကပတ်တော်ဏိတိုင်းနားထောင်ရင်ဓမ္မောင်းကျမ်းမှာအရေးကြီးတဲ့နေရာ12ခုကိုသင်ကောင်းကောင်းနားလည်သွားမှာဖြစ်တယ်။ ဒါကြောင့်ဒီသင်္ကန်းစာတိတ်အေးကြီးတယ်။ဒါကြောင့်ဒီညနေတိုင်းနှစ်ကွက်တော်နားထောင်တဲ့သူအားလုံးကိုအထူးပဲကြိုဆိုရယ်နေတိုင်းသင်နားထောင်ရင်ဓမ္မောင်းချမ်းနဲ့ပတ်သက်ပြီးအရေးကြီးတဲ့နေရာ12ခုအသင်ကောင်းကောင်းနားလည်သွားမှာဖြစ်တယ်။အော်နံပါတ်1ဘမောင်းဆုံးနေရာကတော့ဘာလဲဆိုတော့အီဒင်ဥယျံဖြစ်တယ်။အော်ဓမ္မောင်းကျမ်းရဲ့အရေးကြီးတဲ့နေရာ12ခုမှာနံပါတ်1ထိတ်ဆုံးကတော့အေဒင်ဥယျာဉ်ပဲ။ကပောက်ကျမ်းခန်းကြီးနဲ့အငယ်၈မှာအဲဒီလိုရေးထားပါတယ်။ ဧရီဥယျာဉ်နဲ့ပတ်သက်ပြီးတော့ထာဝရရှင်ဘုရားသခင်သည်လေအရှိမြင့်တာအေဒင်အရတ်၌ဥယျာဉ်ကိုစိုက်ပျိုးပြီးလျင်ဖန်ဆင်းတော်မူသော လူကိုထိုဥယျာဉ်၌နေရာချတော်မူ၏အာမင်ကပောက်ကျမ်းခန်းကြီးနှင့်အငယ်ရှိအဲ့တော့ကျွန်တော်ယုံကြည်သူ ခရိယာများအတွက်သိအရေးကြီးတဲ့အယက်ဒေသတစ်ခုပြပါဟိဆိုရင်ဒါအေဒင်ဥယျာဉ်ဟာအရေးကြီးတဲ့အယက်ဒေသတစ်ခုဖြစ်တယ် ဘုရားသခင်ဖန်ဆင်းထားတဲ့ဥယျာဉ်တစ်ခုဖြစ်တယ်။အဲ့တော့ဒီထဲမှာအေဒင်နဲ့ပတ်သက်ပြီးလေ့လာရင်တော့အများကြီးပဲကျွန်တော်အရေးကြီးတဲ့၈ခုအေဒင်ဥယျာဉ်နဲ့ပတ်သက်ပြီး၈ခုကျွန်တော်ပြောပြမယ်။နံပါတ်၁ဘရန်ချက်ကပါလေးဆိုဘုရားသခင်ဖန်ဆင်းပြီးလှပဆုံးနေရာဟာအေဒင်ဥယျာဉ်ဖြစ်တယ်။အဒီလပါတဲ့နေရာမှာလူထားပေမဲ့လူဟာဖျားစကားနားမထောင်တဲ့အခါအလပဆုံးနေရာကနေထွက်ခွာပြီးပင်မခြင်းတွေကို ခံစားရတာလူအာဒံရဲ့ဧဝဖြစ်တယ်။အော်ဒီယောကြည့်ခြင်းအဖြစ်ကျွန်တော်တို့ဘုရားသခင်ကພັນစင်းကလေးကလှပခြင်းနဲ့အကောင်းဆုံးဖြစ်ခြင်းတွေကို तू ကလုပ်ပေးထားတာ။အဲသို့သောညာလေးလူဟာနားမထောင်တဲ့အခါမှာအကြီးတန်ခြင်းနဲ့ဘေးဥပတ်တွေကိုရင်ဆိုင်ရတယ်ဆိုတွေ့ရတယ်။ဒါကြောင့်အီဒင်ဆိုတာဘုရားသခင်ພັນစင်းတဲ့အထဲမှာအလှဆုံးအရက်လို့ပြောရင်မမှားဘူး။အဲ့တော့ဒီကနေ့ကျွန်တော်သက်တာမှာသင်ဟာအလှဆုံးအရက်မှာနေရာမကျလေကိစ္စတော့မရှိဘူး။ အဲဒါမင်းသင်ကြရာအရက်မှာနှလုံးသားလှနေရင်တစ်နေရာလေးကအေဒင်လေးဖြစ်နေမယ်ဆိုတာကိုအပြည့်ချက်တယ်။နံပါတ်1ဒုတိယချက်ဒုတိယချက်ကတော့ဘာလဲဆိုတော့ဒီအေဒင်ဝူရဲ့မှာဘုရားသခင်ကလူယောက်ျားနဲ့လူမိန်းမကိုဖန်ဆင်းပြီးဒီအေဒင်ထဲမှာထည့်ထားတယ်။အဲ့တော့ဒီအေဒင်ထဲမှာသူတို့ကဘုရားသခင်နဲ့နေအေးတဲ့အခါတိုင်းသူတို့စကားပြောရတယ် အရောဖျားသခင်နဲ့စကားပြောနေသည်၍ဖျားစကားနားထောင်နေသည်၍သူတို့ချွေးမကြပဲမပင်ပန်းပဲအေးစေးစေးသူတို့အဆာဆာရတဲ့နေရာဖြစ်တယ်။အရောဒီအေးဒင်းဟာဘာလို့လဲပုံဆောင်လဲဆိုတော့နှုတ်ကပတ်တော်ကိုလည်းပုံဆောင်တယ်။အောက်ခရိယန်တတော်မှာဒီနှုတ်ကပတ်တော်ရဲ့မှာနေသည်၍ဖျားရဲ့စကားကိုနားထောင်သည်၍ဖျားသခင်ညွန်ကြားတဲ့အတိုင်းလိုက်နာနေသည်၍ဖျားသခင်ရဲ့တာဝန်ယူပေးနေခြင်းတွေကိုခံစားရမှာဖြစ်တယ်။ အဲ့တော့ဒီကနေ့ဘုရားစကားကိုနားမထောင်ဘူးစိတ်ကြိုက်သက်ရှင်ရင်တော့ကိုတာဝန်ပဲကိုယူရမှာအဲ့တော့ဒါကြောင့်ဒီနံပါတ်2ကလူယောက်ျားနဲ့လူမိန်းမကိုဒီနေရာမှာထားတယ်ဘုရားသခင်ကတာဝန်ယူပြီးတယ်အဲ့တော့ဘုရားထားတဲ့နေရာမှာနေရင်ဘုရားတာဝန်ယူခြင်းကိုခံရအဲကိုစိတ်ကြိုက်နေရင်တော့ကိုတာဝန်ကိုယူရမယ်ဆိုတာအေဒင်နဲ့ပတ်သက်ဒုတိယချက်တော့တွေ့ရတယ်ကဲဒါမှမဟုတ်တတိယချက် တတိယချက်ကတော့ဘာလဲဆိုတော့ဒီအေဒီဥယျာဉ်ထဲမှာလူယောက်ျားလူမိန်းမပြင်တိရိစ္ဆာန်တွေရှိတယ်။သစ်ပင်ပန်းမှန်ရှိတယ်။သီးနှံတွေရှိတယ်။လှပတင့်တယ်ခြင်းတွေရှိတယ်။ဒါပေမဲ့ဒီအေဒီဥယျာဉ်မှာရှိတဲ့တိရိစ္ဆာန်တွေမှာဥပမာဆိုအားဆိုကြားလဲရှိမယ်၊ခြံသိပ်လဲရှိမယ်၊ကြက်သစ်လဲရှိမယ်၊မွေလဲရှိမယ်။အမျိုးမျိုးအန္တရာယ်ရှိတဲ့တိရိစ္ဆာန်တွေလည်းရှိမယ်။သို့တော်ညာလေလူဟာဖျားစကားနားထောင်နေသည်ဖြင့်ဒီအန္တရာယ်ရှိတဲ့တိရိစ္ဆာန်တွေက နားထောင်နေတဲ့လူသားကိုအာဏာရပြုတ်လို့မရဘူးအဲ့ဒါနံပါတ်3အရေးကြီးတယ်ဟောဒီကနေ့သင်အားအာဏာရကြီးမားတဲ့လောကကြီးမှာနေရပေမဲ့ဘုရားသခင်စကားကိုသင်နားထောင်နေသည်၍ဒီအာဏာရတွေက သင်ရှိရောက်မလာဘူးဘုရားရှင်က တားထားမယ်ဆိုတာကိုဒါနံပါတ်3ကျွန်တော်ဆင်ခြင်ဖို့ဖြစ်တယ်တကယ်လေဒီအေရင်ဝိယမှာနေတဲ့အာရန်နဲ့အေဝါကဒီချင်းသိတ်တွေကြားတွေတကယ် တလိတ်ဆံပေါင်းများစွာရှိတဲ့ကြားမှာတို့နေပေမဲ့ဖျားသခင်စကားကိုတို့နားထောင်တဲ့ကဘာအာဏာမှတို့ကလာပြုတ်လို့မရဘူး။အဲကြောင့်လေဖျားစကားနားထောင်တဲ့ခါကြဆင်းမှုမဖြစ်ပဲအပြစ်မရောက်ပဲနဲ့တတတတာရနေတာ။ဒါပေမဲ့ဖျားစကားနားမထောင်ပဲကြဆင်းပြီးအပြစ်ဝင်တဲ့ခါမှာဘာဖြစ်လဲ။စုပ်ပြတ်သက်ပြီးပင်မလား။ဒါောင်းဒီကနေ့လူဟာဘလောက်အာဏာများများ ဖယားစကားနားထောင်နေသူ၍အန္တရာယ်ကြားထဲမှာလုံခြုံခြင်းကွယ်ကာခြင်းရှိတယ်ဆိုတာကိုဒါနံပါတ်3အားပေးခြင်းနဲ့ကဲဒါမှ၄နော်လေးရတော့ဘာလဲဆိုတော့ဒီအီဒီဥယင်ကနေဘာတွေထွက်လဲဆိုတော့အခိုးငွေထွက်တယ်လို့ကျန်းစာပြောတယ်ပဲအဲ့တော့သင်ဖတ်ချင်ကောက်ချန်ကကြီးနဲ့ငွေ6ကိုဖတ်ရင်တွေ့ရအဲ့တော့ပြည်သူကဒီພັນစင်းတဲ့အချိန်မှာယာတိဥဒုဆိုတာမလာသေးဘူးတောင်းကျန်းစာမှာတကယ်ယာတိဥဒုစဖြစ်တာကကောက်ချန်ကကြီးရှေ့ရောက်မှာယာတိဥဒုစတာ ါနောဤသင်္ဘောရေလွှမ်းမှုပြီးတဲ့အခါမှာဒီသင်္ဘောရဲ့အာရက်တောင်ပေါ်မှာသွားတင်ပြီးတဲ့အခါမှာလေလာတယ်ရာသီဥတုစဖြစ်တယ်အော်မင်းကြံမေးခွန်းရှိဟာရာသီဥတုမရှိဘူးဆိုတော့ဒီအေရင်ဥယေမှာသူတို့ဘလို့နေလဲဆိုတော့အဲကွန်လို့ရာသီဥတုနဲ့နေရနေကြီးကအငွေ့ထွက်တစ်ချိန်လုံးအေးနေတာပူလို့ပူကြောင်းမသိရအဲ့ဒါအောင်စစ်သိကောင်းတယ်မြေကြီးကအငွေ့ထွက်တယ်လို့နော်ပြောချင်တာဘာမှဟိုပူပင်တော့ကဆိုတော့မရှိဘူး မြေကနေအခုအငွေ့ထွက်အဲ့တော့ကပေါင်းချမ်းချင်းခန်းကြီးနဲ့ငွေ6မှာအတိအကျရေးထားတယ်ဒါပေမဲ့လူဟာကြဆုံးပြီးပုံကံမှုတွေနဲ့ဘုရားစကားနားမထောင်မှုတွေနဲ့သွားတဲ့အခါမှာပူပန်ခြင်းတို့စိုးရိမ်ခြင်းတို့နော်ပင်ပန်းခြင်းတွေဝင်နေတာတောင်းဒီတပေါင်းချမ်းမှာအရေးကြီးတဲ့အချက်နေရာ12ခုမှာဒီအေဒင်ဟာအရေးကြီးဆုံးပဲနော်ဒါကြောင့်ဒီအေဒင်ဦးနေပတ်သက်ပြီးသခြင်းတွေဆက်တယ်ကြပြားတွေဆက်တယ်အာမျိုးမျိုးပေါ်ညွှန်းကြီးသားတယ် တကယ်တော့ကျွန်တော်ခုပြောတဲ့ရေးကြည့်တဲ့အချက်၈ချက်ဆိုတာကအနှဲငယ်လေးတကယ်တော့ဒီထက်ပြောအများကြီးရှိသေးတယ်။အီရင်ကြောင်းပြောရင်အများကြီးပဲဒါမှကျွန်တော်ကသိသိတဲ့အချက်လေးကိုပဲကျွန်တော်ပြောတော့တာဖြစ်တယ်။ဒါကြောင့်ဒီနံပါတ်၄ချက်ကတော့မြေကနေအငွေ့ထွက်ပြီးတော့အခိုးငွေ့ထွက်တဲ့အခါမှာလူကအေးချမ်းပြီးဘာပူပင်မှောက်လို့မရှိဘူး။နော်ဒေါသတွေမောဟတွေပြဿနာတွေဟလာဘာတစ်ခုမှမရှိဘူးငြိမ်းချမ်းနေတဲ့အရက်ကလေးဖြစ်တယ်။ ဘာကြောင့်လဲလူနဲ့ဖះနဲ့အဆက်အသွယ်ကောင်းနေတယ်ဖះစကားကိုနားထောင်နေနားထောင်မှုမလွဲသေးလို့နားထောင်မှုမှန်နေလို့အဆင်ပြေတာအော်ဒီကနေ့ကျွန်တော်တို့နားထောင်မှုမလွဲနဲ့နားထောင်မှုမှန်နေရမယ်အဲ့ဒီပုံမှာအေးချမ်းချမ်းအတွက်သူဖះကပြစ်စင်ပြီးမှဖြစ်တယ်ကဲဒီမှာငါနော်ငါရောဘာလေးဆိုအီဒင်ကနေပြီးတော့ဒီစီးတဲ့နော်မြစ်လေးသွယ်အဲ့မြစ်လေးသွယ်ရောအသေးစိတ်ရှင်းပြရင်အများကြီးပဲဒါပေမဲ့ကျွန်တော်နာမည်ပဲပြောမယ် နံပါတ်၄ကတော့ဖိရှုံမြင့်เนาะဒီဖိရှုံမြင့်ကတော့သူကရွှေเนาะဒါသူ့ကိုသေချာလိလိုက်ရင်တော့သူကရွှေထွက်တယ်လို့ပြောလို့ရတယ်။ဟောပြောချင်တာကတော့ပိုးကြွယ်ဝရတယ်။အဖျားသခင်ရဲ့ဖန်ဆင်းထားတဲ့ဒီဥညင်ထဲမှာကိုကအကြွယ်ဝခြင်းနေရသူသူရှိနေပြီးသားလိုက်ရှာစရာမလိုတောင်းတစရာလည်းမလိုရှိနေတာသူထဲမှာဒီလောကကြီးမှာလူတွေကကြွယ်ဝခြင်းနေချမ်းသာခြင်းတွေကိုလိုက်ရှာနေတာလိုက်ယူနေတာလိုက်သိမ့်ပိုက်နေတာ တကယ်တော့ဖခင်ကဖန်ဆင်းခဲ့ပေးထားပြီးသားဓာတွေကနော်ဖခင်ရတဲ့သူရဲ့တရားရှိနေပြီးသားတကယ်လို့လောကမှာလူတွေဟိုလူချမ်းသာဖို့ပဲစဉ်းစားတာလူချမ်းသာပြီးစိတ်မချမ်းသာတဲ့သူအများကြီးပဲအော်လောကမှာသင်လူမချမ်းသာလဲကိစ္စမရှိဘူးမိတ်ဆွေစိတ်ချမ်းသာနေတာကိုကဖခင်ရှိတဲ့တသက်တည်းခုပါပဲဒါလေးကိုကျွန်တော်စင်ကြင်ဖို့ဖြစ်တယ်ဒါကြောင့်ဒီဟာလာဖိရှုံဆိုရဲနော်ဒီဟာလာမြင့်ဟာနော်သူကစံစာမှာတိတ်ချလိလာရေး နော်တကယ့်ကိုရွှေထွက်တဲ့မြစ်လို့ပြောရင်လေမမှားဘူးတကယ့်ဒီမြစ်ကနော်ဟာလာစီးတယ်အဖို့တန်တဲ့မြစ်တစ်ခုဖြစ်တယ်နောက်ဒုတိယမြစ်ကတော့ဂိဟုံမြစ်ဖြစ်တယ်နော်တတိယမြစ်ကတော့ဟိဒကေလာဆိုရင်မြစ်ဖြစ်တယ်ဇဒုတ်ထမြစ်ကတော့ဥဖရတ်မြစ်ဖြစ်တယ်နော်အဲ့တော့အဲ့ဒီသင်ဖတ်ချင်တော့ကပောက်ချန်ခိုင်းနှစ်အဲ30ကနေ14ထိဖတ်ကြည့်ကပောက်နှစ်30ကနေ14 ဟောမြက်လေးသွယ်ရှိတယ်။အဲ့တော့သူ့ရဲ့လေးသွယ်လို့ကြော အသေးစိတ်ပြောရင်တော့အများကြီးပဲ။ဒါပေမဲ့အနှစ်ချုပ်ပေါ့နော်။နားလေအောင်ပြောရရင်တော့ဒီမြက်လေးသွယ်ဟာအီဒင်ကနေပြီးတော့နော်စီစဉ်ခြင်းပေါ်မှာအီးမြခြင်း အဖိုးတန်ခြင်းနဲ့လှပခြင်းစိတ်ချမ်းသာခြင်းတွေရှိတယ်။အော်ဒီကနေ့ကျွန်တော်ရဲ့သက်တာကဒီမြက်လေးတွေကဘာကိုပုံဆောင်လဲနှုတ်ကပတ်တော်မြည်ရီကိုပုံဆောင်တာ ော်တကယ်ကျွန်တော်တို့ကလောကမှာအလုတ်တွေဘလောက်များများဘာတွေခေါင်းတွေကိုက်ကိုက်နှုတ်ဘတ်တော်မြည်ရီကိုကျွန်တော်နှလုံးသားထဲမှာစီချွန်အမြဲထအမြင်ဒီမြည်ရီနဲ့သွားတင်ပေါ်မှာ စိတ်ချမ်းသာခြင်းနဲ့နှလုံးသားမှာငြိမ်သက်ခြင်းကသူကသူရောက်လာမယ်ဆိုတော့ဒါလေးကိုအားပေးခြင်းနဲ့ကဲနံပါတ်6နောက်ချက်ကတော့ဗာလေးဆိုတော့ဒီအေရင်ဝိညာဉ်လူပုံကံတဲ့နေရာဖြစ်တယ်။လူဟာဖျားစကားကိုနားမထောင်ပဲစာတန်စကားကိုနားထောင်ပြီးတကပုံကံခြင်းအဆအဖြစ်သွားတယ်။ အော်ဒီယောက်ကြည့်ကြပြန်လူဟာနားမထောင်ရင်ဖះရောပုံကန်တက်လာတယ်ဆိုတော့တွေ့ရတယ်အဲ့တော့လူဘုရားစကားကိုနားမထောင်မဲအခြားစကားတွေနားထောင်တဲ့အခါဖះရောတော့ပုံကန်တက်တဲ့အဆင့်ဖြစ်သွားတယ်ဒါကျွန်တော်အားလုံးသိတယ်ဒီအေရင်ရဲ့အလယ်မှာကောင်းမကောင်းတီကျွမ်းရအပင်အသီးကိုမစားနဲ့လို့ဖျက်ခဲ့ပြောပြီးသားပြောပြီးသားဒါကြောင့်သူကအပင်နှစ်ပင်ရှိတယ်အဲ့ကောင်းမကောင်းတီကျွမ်းရအပင်ရှိတယ်အသက်ပင်ရှိတယ်အသက်ပင်ရှိတယ်ဟောဖျက်ခဲ့ကဒီနှစ်ပင်ကိုထားထားပြီးတယ် တော့လောကမှာလေသူကနှစ်မျိုးရှိတယ်ပဲမအဖြူရှိရင်အမင်းရှိတယ်မကောင်းငင်ရှိရင်မြေကြီးရှိတယ်ယောက်ျားရှိရင်မိန်းမရှိတယ်တော်ဖျားသခင်ဖန်ဆင်းရနှစ်မျိုးပဲပြန်ပြောမယ်ဖျားသခင်ဖန်ဆင်းရနှစ်မျိုးပဲယောက်ျားနဲ့မိန်းမကျွန်တော်ပြောရမို့တမန်ကျမ်းစာပြောတာဒါပေမဲ့လူကဘုရားကိုအမျိုးမျိုးစန့်ကျင်တဲ့အခါအမျိုးတွေအများကြီးထွက်ပြီးရှုပ်ရှက်ခတ်ကုန်တာအဲ့ဒါတွေကိုကျွန်တော်ကအထုကွက်ကွက်ပြပြနားလေရအဲ့တော့ဒီအောင်ကြည့်ခြင်းအဖြစ်အမြင့်ရှိရင်အနှိမ့်ရှိတယ် သင်္ခါရရှိရင်ထာဝရဆိုရှိသင်္ခါရမတည်မြဲဒါပေမဲ့ထာဝရတည်မြဲတယ်ထာဝရဆိုတက်နောက်မှာတုံညအသင်ခြေရှိတက်တင်ခြေမှာတန်းတရာရှိအော်ဖျက်ရဒီဖန်ဆင်းကလေးကနော်အဲ့မှာနှစ်ပိုင်းဆိုတော့တွေ့ရတယ်နော်ယောက်ျားမင်းမအဖြူမင်းနော်မတည်မြဲခြင်းရှိရင်တည်မြဲခြင်းနေရှိတယ်ထာဝရဆိုရှိတယ် အဲ့လူကဒီမတီမြဲတဲ့ကိစ္စတွေကိုသွားယူလိုက်တဲ့ခါဒီတီမြဲစီတဲ့ဖျားနဲ့ဝေးသွားတာအဲ့ပြပြောမယ်လူဟာမတီမြဲတဲ့ကိစ္စတွေကိုယူလိုက်တဲ့ခါတီမြဲစီတဲ့ဖျားနဲ့ဝေးသွားတာအဲ့ဒါလူပုံကံမှုပဲတော့ဒီနေ့ကျွန်တော်ရဲ့သက်တာမှာဖျားမပုံကံမိဖို့လူတွေဖျားစကားနားမထောင်ခြင်းကဖျားကိုပုံကံခြင်းပဲပြပြောမယ်ဖျားစကားနားမထောင်ခြင်းကဖျားကိုပုံကံခြင်းပဲ အရန်ယူကညနေအေးတဲ့ခါတိုင်းဖျားစကားနားထောင်နေရတာနဲ့ဖျားစကားကိုနားမထောင်ပဲခဏလေးလာစကားပြောတဲ့စာရန်စကားကိုနားထောင်ပြီးသွားတာပုံကံမှုစလိုက်တာပေါ့အဲ့မှာကြဆင်းသွားတော့နံပါတ်6အေးတဲ့ဟာလူပုံကံတဲ့နေရာလူကြဆင်းတဲ့နေရာကဲနံပါတ်9နံပါတ်9ကတော့ဒီကြဆင်းပြီးပုံကံမှုဖြစ်လာတာနဲ့လူရဲ့အသက်တာမှာစိုးပြေခြင်းမရှိဘူးခန်း6ချင်းနေရောက်လာ ဘုရားသခင်ရဲ့ကြိမ်ခြင်းတွေခံလိုက်ရတာ။မယောက်ျားဆိုနှစ်ဖူးကနေချွေးချီမတီကြောင်းအလုပ်လုပ်ပြီးမှအဆဆာမိမဆိုကိုဝင်တဲတဲ့အခါပြင်းစွာဝေနာခံစားပြီးမှမွေးရမယ်။ဒါပုံကန်ခြင်းနဲ့နားမထောင်ခြင်းဟာလူတော့ဘာဖြစ်လဲ။စီရင်ခြင်းနဲ့ပြစ်ဒဏ်ပေးခြင်းတွေရောက်လာတာ။အဲ့ဒါအေဒင်မှာဖြစ်သွားတာ။ဒါကြောင့်ကျမ်းစာရဲ့ဓမ္မဟောင်းမှာအရေးကြီးတဲ့နေရာ၁၂ခုပြပါဆိုနံပါတ်၁ကအေဒင်ဥယျာဉ် တော့ကျွန်တော်ဒါသိသိတယ်ဒါကျွန်တော်ရှစ်ချက်ဆိုတာနည်းနည်းလေးပြောတာအများကြီးရှိသေးတယ်အဲဒီလောက်ဆိုကျွန်တော်တို့အဓိကသိသိတယ်အားတချို့လေဒီချက်ချင်းနမ်မလေးပြီးဒုတိယချိန်ပြန်နားထောင်ပြီးပြန်မှတ်ထားနောက်နေ့တွေလေဒီသင်္ကန်းဆောင်နားထောင်ကြည့်တဲ့တော့အများကြီးဖျားသိခင်စကားပြောမယ်ဒါကြောင့်ဒီနံပါတ်ခုနှစ်ကတော့လူဟာပုံကံတဲ့အခါမှာစီရင်ခြင်းနဲ့ဖျားသိခင်ရဲ့ပြစ်ဒဏ်ပေးခြင်းကိုခံရပြီးအရေးကြီးဆုံးအချက်ကတော့ လူနဲ့ဖျားနဲ့ဝီးသွားတာအဲ့လူကဖျားနဲ့ဝီးတဲ့တက်တာမှာခန်းချောက်လာအစ်စမပြီတော့ဘာလုတ်လုတ်ပိုးမပြီတော့ဘောက်သားလူကဖျားနဲ့ဝီးသွားတော့ဟောဒီကနေ့သင်တက်တာမှာဏိတိုင်းဖျားတာနဲ့မဝီးနဲ့နှုတ်ဝတ်တော်နဲ့မဝီးနဲ့ဖျားနဲ့အဆက်အသွယ်ကောင်းဖျားနဲ့အဆက်အသွယ်ကောင်းတဲ့သူတွေမှာခက်ခဲမှုဘယ်လောက်ရှိရှိပြည်လေခြင်းကိုဖျားပြန်လုတ်ပြီးပြန်ပြောမယ်ဖျားနဲ့အဆက်အသွယ်ကောင်းတဲ့သူတွေရဲ့အသက်တာမှာ ဘလောက်ခက်ခဲရှိရှိပြည်လေခြင်းကိုဖះပြန်လုပ်ပြီးတယ်။အရန်ဤဝဖះနဲ့ဆက်သွယ်ပြတ်ပြီးဖះနဲ့ပြန် contact လုပ်ဖို့မစင်စားဘူးတော့။တို့တို့ပဲหนีလိုက်တဲ့အခါမှာပူပင်မင်းကြီးတွေရောက်လာတယ်မှာ။ပူပင်မင်းကြီးရောက်လာ။နောက်ဒီကနေ့တင်ဟာခက်ခဲမှုပင်မမှုများတဲ့အခါအဲ့တိုင်းစက်မနေနဲ့ပူပင်မလာလိမ့်မယ်။အဒီနောက်ဘတော်နားထောင်ပြီးဖះနဲ့အဆက်ဆွေပြလို့အဲ့ဒီပုံမှာဖះရခင်ရဲ့ဂိူနာရှိတယ် နောက်နံပါတ်၈နံပါတ်၈နောက်ဆုံးတစ်ချက်ကတော့ဘာလဲဆိုတော့ဒီအီဒင်ဟာလူ့ကိုဘုရားကနင်ထုတ်ပြီးတဲ့အခါဒီအီဒင်ဥယျာဉ်ထဲကိုပြန်ဝင်လာလို့မရတော့အောင်နော်ခေရုဘေမိဇလက်နဲ့စောင့်ခိုင်းလိုက်တယ်ဒါကျွန်တော်ကပောက်ချန်ခန်းကြီးသုံးနော်ကပောက်ချန်ခန်းကြီးသုံးအငယ်၂၄ကိုဖိုင်တွေ့အောင်အနားနိုင်အောင်ပြောရင်တော့လူ့ကိုဘုရားကအီဒင်နဲ့ပြန်အဝင်မခံတော့ ောလဲဆိုဖျားသခင်လုတ်ပြီးထားတဲ့အကောင်းစားတွေကိုမထီလေးစားလုတ်လိုက်လို့ဟိုအရက်စကားပြောရင်ဖျားသခင်တိတ်စော်ကားလွန်းလို့ဖျားသခင်ကပြောင်းဝင်ဝင်မပြီးဒါပေမဲ့အီဒင်နဲ့ပြောင်းဝင်ဝင်မပြီးပေမဲ့အီဒင်ထက်သာတဲ့ကောင်းကင်ပရတိသူ့ဘုံတော့ပြောင်းဝင်ဝင်ပြီးတယ်အဲ့ဒါအအောင်စရာကောင်းတဲ့အချက်ပဲအဲ့ဒီကောင်းကင်ပရတိသူ့ဘုံပြောင်းဝင်ဖို့ဘာနဲ့မှမရအောင်အီဒင်မှာလူကနားမထောင်လို့ကြပြီမြင် သခင်ယေရှုခရစ်တော်ရဲ့ကားလိုက်မှာအသေးခံပြီးသုံးရမြောက်နေ့ထမြောက်ခြင်းကိုယုံကြည်ပြီးအဲယေရှုခရစ်တော်ရဲ့စကားတော်ကိုနားထောင်သောသူတို့အေဒင်တကားတော်ပိတ်ပြီမဲ့ကောင်းငင်ပရတိသူဘုံ တကားတော်ပြန်ဖွင့်ပေးလိုက်တယ်။ဤစီကထောက်ပြရဲ့နှုတ်ကပတ်တော်ဖြစ်တယ်။ဒါကြောင့်လူဟာနားမထောင်လို့ကြာဒါမဲ့ဖျားစကားပြနားထောင်ပြီးကားတိုင်းမှာအသေးခံနေယေရှုခရစ်တော်ကိုအကျွေးမဲ့ယုံရင်တော့ပရတိသူဘုံပြောင်းဝင်လို့ရတယ်။ ောင်လူဘုရားတကယ်အေဒင်နဲ့တော့ဝင်ဝင်မပြီးဘူးဒါပြန်ကောင်းငင်ပရတိသူ့ဘုံတော့ပြန်ဝင်ဝင်ပြီးတယ်ဒီတိုင်းမရသူ့ရဲ့တပါးရီတော်သားတော်ယေရှုခရစ်တော်ကိုကယ်တင်ရှင်ဖြစ်ယုံကြည်လက်ခံတော်သူမှရတာဖြစ်တယ်။နောက်ယော36မှာရှောင်းခရစ်ဝင်ခန်းကြီး36မှာဖျက်ခင်သားတော်ကိုယုံကြည်တော်သူပေါင်းတို့သည်ပျက်စီးခြင်းသို့မရောက်။ပျက်စီးခြင်းမရောက်ဆိုတာလုံးဝမပျက်စီးဘူး။ဟိုနားလည်အောင်ပြောရင်တော့လူပြောရဲ့ဝိညာဉ်တည်သွားပြီးငရေတဲ့ရောက်เสียအကြောင်းမရှိဘူးလို့ပြောတာ အဲဒါပေမဲ့သာဝရသက်ကိုရစေခြင်းကဘုရားခင်ကြီးမိမိနိုင်တပါးရောသားတော်ကိုစွန့်တော်မူပြီးတိုင်းလောကီသားတော်ကိုချစ်တယ်။အော်အာဒံအေဝါကဘုရားရဲ့မေတ္တာကိုမထီလေးစားလုပ်လိုက်တာ။ဒါပေမဲ့ကျွန်တော်တို့ကသခင်ယေရှုကိုပြန်ယုံတဲ့အခါအဲ့မထီလေးစားလုပ်လိုက်တဲ့အာဒံအေဝါကြောင့်အီဒင်တကားပိတ်ခံရပြီမြင်။ကောင်းငင်တပါးတကားပြန်ဖွင့်ခြင်းခံရတာယေရှုခရစ်တော်ကြောင့်ဖြစ်တယ်။ ဒါကြောင့်ဓမောင်းမှာအီရင်ကိုပိတ်ခဲ့တယ်။ဒါပေမဲ့ဓမသစ်မှာကားတိုင်းတော့တရားကိုပြန်ဖွင့်ပေးထားတယ်။တောင်းတင်ရပိတ်သွားတဲ့အရာကို လွမ်းနေတာအထက်ပြန်ဖွင့်ပေးထားတဲ့ကောင်းကင်ပရိသုဘုံကိုဝင်စားဖို့ထိုယေရှုခရစ်တော်နဲ့အတူ အသက်ရှင်ရှောင်းလန်းတော်သူဖြစ်ဖို့အားပေးခြင်းနဲ့ကျမ်းစာတို့ရောက်ချင်းစီတိုင်းဖြတ်ရှင်သာပြီးကောင်းချီးပေးပါစေ။ God bless you all. ကျေးဇူးတင်ပါတယ်။ကျွန်တော်တို့ဒါ ဒီနေ့အတွက်ဒီတစ်ချက်ဆိုရင်တော့ကျွန်တော်လုံလောက်ပြီဖြစ်တယ်ကျွန်တော်နတ်ဖန်ကြရင်ဒုတိယတစ်ချက်ကျွန်တော်ဆက်ပြီးနားထောင်သွားမှာဖြစ်တယ်ဒီနေ့ယေရှုခွန်အားယူတဲ့ဓမ္မပရိသတ်အားလုံးကိုဖြတ်ရှက်ကောင်းချီးပေးပါစေဆုတောင်းကောင်းချီးခံယူကြပါစို့ခမည်းတော်သားတော်သရှင်တော်ဝိညာဉ်တော်သုံးပါးသူဖြတ်ထံတော်ပါမှကောင်းချီးဖြဖြသည်ယေရှုတော်ဓမ္မပရိသတ်များမြတ်မပီနဲ့ကဘာကြီးပေါ်သူယနေ့မှစမကုန်မခန့်နိုင်တဲ့ကောင်းချီးတက်ရောက်သလိုဒီကနေ့မွနေ့ကြောက်တဲ့မွနေ့ရှင်များမင်္ဂလာနှစ်ပတ်လည်ကြောက်တော်သူများဘုံတော်ဝင်စားတော်သူတွေရဲ့ချက်ရှိတဲ့မိသားစုများနှစ်သိမ့်မှုရခြင်းနဲ့တကွာ ဖះရှင်လက်တော်ကွယ်ကစောက်မှခြင်းသည်သင်တို့အားလုံးပေါ်သို့၎င်းဘေးဥပ္ပသီးသီးတွေ့ကြုံနေသောသူများလွတ်မြောက်ခြင်းမြန်မာပြည်နဲ့တကဘာလုံးမှာစစ်ပွဲတွေရပ်တန့်ခြင်းတဘာဝဗေဒံဖောက်ပြန်မှုတွေဖယ်ရှားခြင်းဖះရဲ့လက်တော်ကွယ်ကစောက်မှခြင်းသည်ယခုမှစသင်တို့အားလုံးပေါ်ကာလအစဉ်မြတ်တယောက်တည်းရှိတည်နေပါစေသောအာမင်ဂျေဇုတင်ပါ၏ကြည်ရှိသူအားလုံးကိုဖျက်ရှင်ကောင်းချီးပေးပါစေငြိမ်သက်ခြင်းရှိပါစေကျွန်တော်နှစ်ဖန်နဲ့9နိုင်ရနေ17နိုင်ခွဲထိကျွန်တော်ကြောင့်ရင်းညွန်ခြင်းနဲ့ချင်းသင်းတော့မှာ အဆက်ဆောင်ဆုတောင်းခြင်းရှိပါတယ်။လာရောက်ပြီးဆုတောင်းနိုင်တယ်လို့ကျွန်တော်ပဲ Bible study ပြီးမှဖြစ်တယ်။ကျွန်တော်နှစ်ဖန်ညနေမှာလေအဲကျွန်တော် live ဒီလိုပဲကျွန်တော်ရှိပါတယ်။နှစ်ဖန်ညနေမှာလေကျွန်တော်ပုံမှန်၄နိုင်ခွဲအစား၅နိုင်မှလွှတ်မှာဖြစ်ကြောင်းဖော်ပြလိုပါတယ်။ကြည့်ရှုသူအားလုံးကိုဖြတ်ရှင်ကောင်းချီးပေးပါစေ။ငြိမ်သက်ခြင်းရှိပါစေ။ကျွန်တော်ပြန်လေတွေ့ဆုံကြပါစို့။